Paris မှာနေတဲ့ပကြီးဆရာမတစ်ယောက်ရဲ့ daily makeup look Paris မှာ makeup tree တွေတိတ်လင်းကြလည်းမရှိဘူးရောက်တာကြာသွားတော့ကိုကိုရိုင်လည်းအဲ့ဒီအချင်းလေးကူးသွားတယ် foundation နည်းနည်းလေးနဲ့အမဲဆက်ကလေးနည်းနည်းလောက်ကိုပဲဖုံးပြတော့တယ်အစင်ပြေတဲ့ညံ့တဲ့တဘာဝနဲ့နီးစပ်တဲ့အတွက်သူ့ရဲ့ကိုပိုင်အကျိုင်းနဲ့လည်းတော်တော်လေးနီးစပ်တယ်တကယ်ကတော့ Paris makeup ရဲ့ဘာရဲတော့မဟုတ်ပါဘူးကိုကြိုက်တာကိုလိမ့်ချတာပါပဲသူလည်းကိုကြိုက်တာကိုလိမ့်ထားတာ အသုံးပြုထားတဲ့ပစ္စည်းလေးတွေကတော့ Paris မှာနေတဲ့ဆိုတော့ဒီမှာရှာရလွယ်တယ်ဝယ်ရလွယ်တယ်ပြင်သစ်တစ်စိတ်ကလေးတွေကိုပဲသုံးထားပါတယ်။တစ်ခုနှစ်ခုလောက်ကတော့ Thai ကိုခီးသွားလည်ရင်းနဲ့အမတ်တရဝယ်လာတဲ့ပစ္စည်းတွေလည်းပါတယ်။ဘယ်တစ်စိတ်ကိုပဲသုံးသုံးအရင်ပြောင်းလဲထူးခြားသွားတယ်လို့တော့ချူအောင်မထင်ဘူး။အဓိကချူတုံးတဲ့ပစ္စည်းလေးတွေကတုံးနေတဲ့အချိန်မှာဖြစ်ပေါ်တဲ့ခံစားချက်ကလေးတွေကိုအဓိကထားပြီးတော့ဝယ်ထားတာလေးတွေများတယ်။ ချူထွက်တော့မိတ်ကပ်ပစ္စည်းလေးတွေကတုံးနေတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ခံစားချက်ကအဓိက